မိဘပြည်သူပေါင်းမင်္ဂလာပါခင်ဗျာမြန်မာပြည်လေပိုင်းညာဒီတစီရီတရင်များရန်ကုန်ပြည်ကားလန့်တီရောက်ရှိလာတဲ့တိုက်ပွဲတရင်များကြောင်းမဲတွင် PNL နှင့် SSPP တို့ရဲ့တိုက်ပွဲဖြစ်ပါမှုတရင်များပါဝင်2025ခုနှစ်ဇွန်လ18ရက်နေ့နောက်ဆုံးရတရင်များကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ကျွန်တော်အညာသားပါစကိုင်းတိုင်းဇီးပြူကုန်းပြူရွာနှင့်ကန်တောင်တို့ကို စတိုက်ဆက်သလို PLA နဲ့ပကပ PDF ပကပပူးပေါင်းတများကတိုက်ခိုက်ရဲ့ရှိနေပါတယ်စက္ကစစစ်ကြောင်းတွေဟာလေစစ်ကူစစ်ကြောင်းတွေကတက်မလာနိုင်အောင်ဂျာဖြန့်ဟန်တာထားတဲ့တက်များကလည်းဟန်တာထားပြီးတိမ့်ပိုက်ရရှိနိုင်ရေးပိတ်ဆို့တိုက်ခိုက်သူတပ်ပေါင်းစုများကလည်းစူပေါင်းတိုက်ခိုက် နေတယ်လို့သိရှိရပါတယ်မကြာမီကန်တော့ကိုတိမ့်ပိုက်နိုင်တော့မယ်လို့လဲယူဆထားပါတယ်အဲ စတီဖြူကောင်ပြူရွာသိမ်းတိုက်ခိုက်မှုမှာ16ရက်နေ့မှာလဲ PDF ဥပပေါင်းတပ်ဖွဲ့တွေနဲ့ drone ဖြင့်တိုက်ခိုက်ရမှာလဲစက္ကဆမဗိုလ်ကြီးအောင်မင်းထွန်းဆိုသူဂိန်သွားတယ်လို့လည်းသိရှိရပါတယ်ထို့သူမကွေးတိုင်းရင်းနံကျောင်းမြို့နယ်အပြေဆန်းကျေးရွာနဲ့လေးတိုင်စင်ကျေးရွာကြားပေါင်းနှုတ်သွားတဲ့အပြေဆန်းသူမတ်မီမို့ဆိုသူကိုလဲစက္ကဆထောင်ထားတဲ့မိုင်းနင်းမိပြီးစေးယုံတို့အချိန်မီမြောက်ရှိသဖြင့်သွေးထွက်လွန်ပြီး တင်ဆုံးသွားတယ်လို့လည်းသိရှိရပါတယ်။စငါးရနေ့ကကံယွာဘက်ကိုစက္ကစမစစ်အင်အား90ခန့်နဲ့စစ်ကြောင်းထိုးလာတယ်လို့လည်းသိရှိရပါတယ်။ဒါကြောင့်ဂျေယော်ရင်ကားတွေကလည်း9စီးကန်ရှိတော်လဲတစည်းမမလက်ရဲကြလို့ကားငှမရလို့နွားလဲနဲ့ယွာပြန်တဲတာယွာရောက်လို့ခဏနေတော့သွေးထက်လွန်ပြီးတည်သွားတယ်လို့လည်းသိရှိရပါတယ်။အဲ့ဒီမှာချိုင်းတပြေစံလေးတိုင်းစင်ကံယွာငကား အစရှိတဲ့ယွာတွေဟာလမ်းကျောစစ်ထဲရှိတဲ့ယွာတွေခီးသိမ့်မကွာဝေးကြပါဘူးတို့တူမကွေးတိုင်းရေနံချောင်းမြို့နယ်ကံယွာလေးချမ်းဘက်မှာယွာသားတယောက်ကိုရွှေချက်၃ချက်သားနဲ့ငွေသား30ကိုစက္ကဆာမှာတိမ့်စီပြီးလူကိုပါဖမ်းဆီးသွားတယ်လို့လဲသိရှိရပါတယ်ရေနံချောင်းတွင်စစ်တပ်ကပြည်သူလေးဦးကိုတပ်ဖြတ်ပြီးနေအိမ်များကိုမိရှို့ဖျက်ဆီးသွားတယ်လို့လဲသိရှိရပါတယ်ဒီတော့ ဒီစက္ကစအကြံဖက်စစ်တပ်ဟာပြည်သူတွေကိုနှီးမျိုးစုံနဲ့နှိပ်စက်ချင်းချောက်လျက်ရှိနေပါတယ်။မခွေတိုင်းရေနံချောင်းမြို့စစ်တပ်ကစစ်ကြောင်းထိုးပြီးပြည်သူလေးဦးကိုတပ်ဖြတ်ကာနေအိမ်73လုံးခန့်ကိုလည်းမီးရှို့ဖျက်ဆီးခဲ့ကြောင်းဒေသခါမြန်ထမသိရှိရပါတယ်။ဇွန်လ17ရက်နေ့ရေနံချောင်းမှထွက်လာတဲ့ခလာရ88ခလာရ89ခလာရ73ပူပေါင်းစစ်ကြောင်းဟာ စကံကောအဲစကံကံအုပ်စုကန္တာယဝတိကြီးဝတို့ဝင်ရောက်ပြီးတုံးညအိတ်တဆွဲကပြည်သူနေဆယ်ဆယ်လုံးထက်မနဲ့မီးရှို့ဖျက်ဆီးခဲ့ပြီးမကြီးကံအုပ်စုလုံချိုကြီးဝကိုတဆွဲထားတယ်လို့သိရှိရပါတယ်။မကွေတိုင်းမြန်မြို့နယ်ကန်နီပြူစောတိယွာကိုကင်းဆောင်နေတဲ့ပြူစောတိများကို စနိုက်ပါဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ရာတအူးတေဆုံးခဲ့ကြောင်းဇွန်လ၁၀ရက်နေ့တွင် ကန်နီပြူစောတီယူဝါနိုင်ကင်းဆောင်နေတော့ပြူစောတီများကိုတော်လန်ရင်တက်ဖွဲ့ဝင်တွေက စနိုက်ပါနဲ့တွားရောက်ပစ်ခတ်တိုက်ခိုက်လိုက်ပါတယ်။အဲ့ဒီတိုက်ခိုက်မှုမှာပြည်စောတီတခုကြည်တိမှန်ပြီးတေဆုံသွားတယ်လို့သိရှိရပါတယ်။မြစ်တာပျောက်ကြားတက်ဖွဲ့ထံမှသိရှိရတာဖြစ်ပါတယ်။အဲထို့သူရန်ကုန်ပြည်လမ်းပေါ်ထိထိုးစစ်တွေရောက်ရှိလာတဲ့တိုက်ပွဲတွေနေကလည်းအာရကျင်းနေစရာပါ။ ရန်ကုန်ပြည်ကားလမ်းမကားလမ်းမတနေရာမှာဆိုရင်လေနေရာ၃ခုတိုက်ပွဲတွေဖြစ်ပွားပြီးလမ်းများပိတ်ဆို့မှုဖြစ်နေပါတယ်စစ်အရာရှိနှစ်ဦးအပါဝင်စစ်သားတေဆုံးမှုတွေခွေပြေးဝပြေးပြေဆုံးမှုတွေကလည်းတွေ့ရှိနေရပါတယ်စစ်ကောင်စီစစ်ကောင်စီတပ်ရဲ့ပြစ်ခတ်မှုကြောင့်ပြည်သူ၄ဦးလည်းတေဆုံးသွားတယ်လို့စိတ်မကောင်းစွာပဲသိရှိရပါတယ်ဘခိုးတိုင်းတွင်မှာရှိတဲ့ ရန်ကုန်ပြည်လပအဝင်မင်းလာမြို့နယ်နေရာ၃ခုမှာတိုက်ပွဲများပြင်းထန်ဖြစ်ပွားနေပြီးအကြမ်းဖက်စစ်တပ်ကအရာရှိ၂ဦးပါဝင်စစ်သားအများအပြားဂိမ်းနေကြောင်းလည်းယမန်နေ့ဇွန်လ၁၆ရက်နေ့ညနေ၄နာရီခန့်မင်းလာမြို့အုပ်တွင်းနေမှာရှိတဲ့အကြမ်းဖက်စစ်တပ်ရဲ့စစ်ကွင်းတာဇုံစစ်စေးဂိတ်ကိုတော်လန်ရေးတပ်ဖွဲ့များကစတင်တိုက်ခိုက်ခဲ့ပြီးထိတွေ့တိုက်ပွဲမှုတွေပြင်းထန်လျက်ရှိပါတယ်။အဲဒီတိုက်ပွဲတွေမှာ အကျံဖက်စစ်တပ်ဘက်ကအရာရှိနှစ်ဦးပါဝင် ထိခိုက်သေးဆုံးမှုအများပြားနဲ့ခွေပြိုးဝပြစ်ပြေးလိုက်ရတယ်လို့လည်းသိရှိရပါတယ်တိုက်ပွဲတွင်အကျံဖက်စစ်ကောင်စီတပ်ရဲ့ပြစ်ခတ်မှုကြောင့်ပြည်မြို့ဘက်မှာရှိတဲ့မင်္ဂလာဆောင်မှပြန်လာတဲ့ပြည်သူတုံးလဲသေဆုံးခဲ့တယ်လို့သိရှိရပါတယ်အဲ့ဒီရုပ်လောင်းတွေကိုလည်းလက်ရှိအချိန်ထိပြည်သူတွေကတွားရောက်ကောက်ယူနိုင်ခြင်းမရှိသေးပါဘူးဒီပြိုင်နဲ့ထဲမှာပဲ ယမန်နေ့ညနေ၄နာရီကျော်ခန့်ကမင်းလမ်းမြို့နယ်ပိုင်းရန်ကုန်ပြည်လမ်းပဲခူးရုံးမှကြားနေရာနှခုမှာလဲအချမ်းဘက်စစ်တပ်နဲ့တော်လန်ရေးတပ်ဖွဲ့တွေထိကိုက်တိုက်ပွဲဖြစ်ပါလေရှိကြောင်းသိရှိရပါတယ်။အချမ်းဘက်စစ်တပ်ကမှစစ်ကူစစ်ကြောင်းများရောက်ရှိလာခြင်းကြောင့်တိုက်ပွဲများလက်ရှိချိန်ထိဖြစ်ပွားနေကြောင်းလဲသိရှိရပါတယ်။အလားတူယနေ့ဇွန်လ18ရက်နေ့နနက်နှစ်နာရီခန့်အချိန်မင်းလမ်းမြို့နယ်အတွင်းတိုက်ပွဲဖြစ်ပွားရာနေရာများသို့အချမ်းဘက်စစ်တပ်က လက်နဲ့ကြီးများဖြင့်ရန်တန်ပစ်ခတ်နေရာဖားလေးကွင်းမြောက်စုရွာကိုကြက်ရောက်ပောက်ခွဲခဲ့ပြီးအသက်80ရွယ်အငိမ့်စားចောင်းဆရာမကြီးဒေါ်တင်လက်နဲ့ကြီးထိမှန်ပြီးတေဆုံးခဲ့တယ်လို့လည်းသိရှိရပါတယ်။တရားရဲနေထိုင်သူမတ်ခိုင်သိန်းကြီးလည်းပြင်းထန်စွာဒဏ်ရာရရှိခဲ့တယ်လို့သိရှိရပါတယ်။ယနေ့မွန်လွဲပိုင်းမှာမင်းလာမျိုးလက်ဆက်ရွာမှာပြည်သူပိုင်းဖောကားကို ချော်ဆွဲပြီး တာလေးရွာကိုလာရောက်တဲ့ဂလေကြေပြူစောထီတွေကတော်လန်ရေးတပ်ဖွဲ့များနဲ့ထမှန်တိုက်ပွဲဖြစ်ပွားနေပါတယ်တိုက်ပွဲတွေကနေရာ၃ခုလောက်မှာစတိုက်ဖြစ်ပွားနေတာပါအခုဒီလည်းပြေးနိုင်သေးပါဘူးရန်ကုန်ပြည်လမ်းကိုလည်းပြည်သူတွေမသွားကြဖို့ဒီနေရာကနေမြစ်တာရက်ခံကျင်းပါတယ်စစ်ခွေးတွေကဒီကိုက်တေဆုံးမှုအတော်များများဖြစ်နေတာပါတေဆုံးတဲ့ထဲမှာဘယူဝါမှုပါပါတယ်လို့တော့ကြားရပါတယ်အတိတော့မပြုတ်နိုင်သေးပါဘူး တေတာကတော့စစ်ခွေးတွေကပိုးစိုးပစက်ပေါ့ဗျာတိုက်ပွဲတွေမှာလည်းပြည်သူတွေလည်းထိခိုက်ပျက်စီးမှုတွေရှိနေပါတယ်လက်ရှိမင်းလာမြို့နယ်တိုက်ပွဲအခြေအနေကတရက်ပင်အထက်ကကြောင်းအပါဝင်ကြောင်းချို့ပါပိတ်ထားရပြီးပိတ်ထားရတယ်လို့လည်းကျွန်တော်တို့သတင်းရင်းမြစ်ထံမှသိရှိရပါတယ်ဘကိုးတိုင်းတွင်မှာရှိတဲ့မင်းလာမြို့တိုက်ပွဲဖြစ်ပွားရနေရာတွေမှာ PDF တော်များများကစိုးမိုးထားပြီး စစ်ကောင်စီတပ်ကမြို့နေရာကွက်ကွက်လောက်တာတက်ဆွဲနေတာကိုလည်းပြည်သူတို့သတိရှိဖို့လိုပါတယ်။ကြောင်မဲမှာ TNLA နဲ့ SS ဒီဘီတို့တိုက်ပွဲဖြစ်ပွားမှုအဲ့ဒီမှာဆိုရင်လေရှမ်းပြည်နယ်မြောက်ပိုင်းကြောင်မဲမြို့နယ်မှာရှမ်းပြည်တိုးတက်ရေးပါတီ SSPP နဲ့တအောင်မြို့တော်လွမြောက်ရေးတအောင်မြို့သားလွမြောက်ရေးတက်မတော် TNLA တို့ဇွန်လ15ရက်နေ့ကတိုက်ပွဲဖြစ်ပွားခဲ့တယ်လို့တရင်ရင်းမြစ်တချို့ထံမှာ ိရှိရပါတယ်။ဂျမ်ဂိုမျိုးနဲ့ TNLA တိမ့်ပိုက်ထားတဲ့အဆိုပါမျိုးအတွင်းမှာ SSPB တပ်ဖွဲ့များရှိရာရခင်ကလည်းနှစ်ဖက်အကြပစ်ခတ်မှုအကျိုးရှိခဲ့ပူးပြီးယနေ့မှလည်းထက်မှန်တိုက်ပွဲဖြစ်ပွားတာပါ။ဇွန်လ15ရက်နေ့ကတောင်မင်းမြို့နယ်ဟူစွန်ကျေးရွာနီးမှာ TNLA နဲ့ SSPB တို့တိုက်ပွဲဖြစ်ပွားခဲ့ရာဒေသခံများစစ်ပြေးရှောင်နေရတယ်လို့လည်းသိရှိရပါတယ်။ဒါပြင် ပြူးလွင်ကနေထိုးနေတဲ့စစ်တပ်စက္ကဆာစစ်ကြောင်းဟာ TNLA နောင်ချိုကလမ်းဝဲမှာ တိုက်ပွဲတွေလည်းဆက်လက်ဖြစ်ပွားလျက်ရှိပါတယ်။ရှမ်းပြည်နယ်မူဆယ်ပြည်ထောင်စုလမ်းမကြီးပေါ်ကအုံမတိနဲ့ရေမောင်းတန်းကျေးရွာတို့မှာစစ်ကောင်စီတပ်နဲ့တိုက်ပွားဖြစ်တိုက်ပွဲဖြစ်ပွားခဲ့တာလို့အောင်တက်တော့ TNLA ကယနေ့ဇွန်လ19ရက်နေ့နနက်မှာတရင်ထုတ်ပြန်ထားတာကိုလည်းတွေ့ရှိရပါတယ်။ပြည်ထောင်စုလမ်းမကြီးရဲ့ ပြင်ဦးတွင်နောင်ချိုလမ်းဘက်မှာဆိုရင်နောင်ချိုမြို့နဲ့စက်နက်စက်နက်မိုင်ခန့်အကွာရှိတဲ့လမ်းကွဲနေရာနီးအုံမတီနဲ့ရေမောင်းတန်းကြွာတို့မှာပြင်ဦးတွင်ကနေစစ်ကြောင်းထိုးလာတဲ့စစ်တပ်နဲ့ TNLA ပူးပေါင်းတပ်တို့ကြားဇွန်လ15ရက်နေ့ကတိုင်းတိုက်ပွဲဖြစ်ပွားနေတာဟာအခုဆိုရင်၃ရက်မြောက်တို့ရောက်ရှိလာပြီဖြစ်ပါတယ်ပြင်ဦးတွင်မြို့နယ်ဝုံဝုံကျွာမှာထိုင်ချခံစစ်ပြင်နေတဲ့ စက္ကစစစ်တပ်ဟာမန္တလေးလာရှိုးလမ်းမကြီးကစစ်ဝတ်ဝံဗံဘွေနောင်ချိုဆိုပြီးစစ်ကြောင်းထိုးနေတာပါထိခိုက်တိုက်စုံမှုတွေကတော့အတိအကျကျွန်တော်တို့မသိရှိရသေးပါဘူးအထို့တူဖားကတ်မှာဆိုရင်လေစစ်ကောင်စီနဲ့ KI KIA ပူးပေါင်းတိုက်ကြတိုက်ပွဲများပြင်းထန်လျက်ရှိပါတယ်အဲစစ်တပ်ဘက်မှာ အရာရှိတချို့အပါဝင်တေဆုံးမှုအများပြားနဲ့ခွေပြေဝပြေပြင်းနေရတယ်ပေါ့ဗျာကချင်းပြည်နယ်ဖားကံမြို့အကြမ်းဖက်စစ်ကောင်စီနဲ့ KIA ပူးပေါင်းတပ်တို့ကြောင့်တိုက်ပွဲများပြင်းထန်နေပြီးတိုက်ပွဲတွင်စစ်တပ်ကအရာရှိတချို့အပါဝင်တေဆုံးမှုများပြားနေတယ်လို့ KIA ရင်းမြစ်ထမှသိရှိရပါတယ်ယနေ့ဇွန်လ19ရက်နေ့ဖားကံတွင်တိုက်ပွဲနှစ်နေရာဖြစ်ပွားခဲ့ပြီးမော်စီစာဖျားကုန်းတွင်တက်ဆွဲထားတဲ့ ချမ်းပက်စစ်ကောင်စီတပ်ကို KIA PDF ပူးပေါင်းတပ်တွေကတော့ပွားရောက်တုတ်တင်ရှင်းလင်းခဲ့တာပါအဲ့ဒီတိုင်ပွဲမှာအချမ်းပက်စစ်ကောင်စီတာစစ်သားတွေဝေယုံတယုံနဲ့ခွေးပြိုးဝက်ပြစ်ခွေးတွေဝက်တွေထိခိုက်တေဆုံးမှုညပြနေတာကိုလည်းကျွန်တော်သိရှိရပါတယ်ဒီမနေ့မော်စီစာဖျားကုန်းမှာစစ်ကောင်စီတပ်က KIA နဲ့ PDF တွေကတွားရောက်တိုက်ခတ်ခဲ့တဲ့အချိန်မှာသူတို့ဘက်ကအထိခိုက်တေဆုံးများတယ် ူတို့ဘက်ကအကောင်ကြီးကြီးတကောင်လဲသိတယ်လို့သတင်းရရှိပါတယ် KIA စည်ရဲ့သတင်းမြစ်ထမသိရှိရတာပါဖကန်မော်ဝမ်လေးရွာဖះเจ้าမှာတဆွဲထားတဲ့အကြမ်းဖက်စစ်ကောင်စီတပ်ကို KIA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တို့ကသွားရောက်တိုက်ခိုက်နေကြောင်းအစိုးရတပ်စစ်ကြောင်းမှာမော်ဝမ်လေးကြီးရွာတို့မကြာသေးခင်ကမှစစ်ကြောင်းထိုးဝင်ရောက်ပစစ်တဆွဲခဲ့ခြင်းဖြစ်ပါလက်ကတော့မှာမော်ဝမ်လေးနဲ့မော်ဝမ်ကြီးရှိ ပြည်သူများစစ်ဘေးရှောင်ပြေးနေရကြောင်းဒေတာကံမြတ်ဓမ္မသိရှိရပါတယ်လောလောဆယ်တော့ဖားကံမှာနှစ်နေရာတိုက်ပွဲပြင်းထန်နေတယ်ဒီပြင်မိုးကောင်းခြေဆိုင်အမှတ်3ခြေလင်တက်မဟာအဲ့ဒီစစ်ကြောင်းကဖားကံရောက်လာကြတဲ့ကတက်မမူဘုံမူချုပ်ဇော်လက်ဥဆောင်တဲ့စစ်ကြောင်းရင်စစ်ကြောင်းရောက်ရှိလာတာဟာအဲ့ဒီစစ်ကြောင်းကဖားကံပြည်သူအယောက်30ကျော်ကိုနှိပ်စက်တက်ပြတ်ထားပြီးလောလောဆယ်ဖားကံပြည်သူတွေက အဲ့ဒီစစ်ကြောင်ရောက်လာတဲ့အတွက်စိုးရင်ထိတ်လန့်နေရပါတယ်။အဲ့ဒီစစ်ကြောင်ရောက်လာကလေးကဖားကန်းကကြောက်စင်းလုတ်ွက်ကုမ္ပဏီတွေမိရှို့ခံရရတယ်။ပြည်သူတွေကိုတပ်ဖြတ်တယ်။အကြမ်းဖက်မှုတွေကိုနေတိုင်းရက်ရက်ဆက်ဆက်ပတ်ပတ်ဆက်ဆက်လူရောက်မှဆန်ဆန်လုပ်နေတာဖြစ်ပါတယ်။အကြမ်းဖက်စစ်တပ်ရဲ့မိုးကောင်းချိန်ဆိုင်အမှတ်3ချီလင်တက်မှစစ်ကြောင်ဟာဖားကန်းမျိုးတို့မေလနောက်နောက်ပိုင်းလောက်ကလေးကစတင်စစ်တောင်းထိုးနေတာဖြစ်ပါတယ်။ အခုဆိုရင်ရက်20နီးပါးရှိပြီဖြစ်ကနေတိုင်းနီးပါးတိုက်ပွဲတွေဖြစ်ပွားလျက်ရှိပါတယ်မိဘပြည်သူပေါင်းဘေးဒုက္ခအန္တရာယ်ပေါင်းနဲ့ကင်းဝေးပြီးမင်းဆိုမင်းညစ်ဘေးမှာကင်းဝေးကြပါစေဟုဆန္ဒပြုရင်းကျေးဇူးတင်ပါတယ်